အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေအင်္ဂါတာသမီအားလုံးအတွက်16ရက်ဆယ်လ2025ကနေ24ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုနေလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲဒီမှာကလာမှာကျွန်တော်မိတ်ဆွေအင်္ဂါတာသမီတွေပေါ့လေဘယ်လိုကံတရားလေးတွေကြုံတွေ့ရတယ်လဲဆိုတော့ကျမ်းမာရာစာပြီးပြောကြပါတော့ဗျာနော် အဲကျမိုင်းနဲ့ပတ်သက်ရင်အင်္ဂါသာသမိတွေဒီကရမှာအာုံချုံနဲ့ပတ်သက်တဲ့ယောဂါတွေဒီကအဓိကထားဖြစ်တဲ့ကိန်းတွေမှာပါတော့တချို့အထူးသတိထားရမယ်နော်အဲခေါင်းမူခေါင်းကိုင်းခေါင်းလေးအောင်နောက်ကြော်တွေတက်တာဇက်ကြော်ကြီးတင်းနေတာတွေညဘက်အိတ်မပြောတော့တာတွေကအဲဖြစ်တဲ့ပေါ့နော်အကြောင်းတော်လေးတွေဖြစ်နေတဲ့ကိန်းရှိတယ်အဲအာုံချုံနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့အပြင်အထူးသဖြင့်ကျွန်တော်ဆက်ပြောချင်တာကအဲစိတ်နဲ့ပတ်သက်တဲ့ကျမိုင်းတွေကိုပို့ပြီးသတိထားရမယ်နော်စိတ်ခံစားမှုတွေအရင်ထက်စာရင်ပို့ပြီးတော့ပြင်းထန်တာလေးတွေနင်းထိုင်ဒေါသထွက်လွယ်တာမျိုးလေးတွေ စိတ်တွေလေးနေတာစိတ်တွေလေးနေတာတွေအစားနောက်ဆုံးဖရားတွေဘာတွေရှုပ်ဝင်နေလိမ့်မရှိတာတွေဖရားတွေရှိကိုလို့ဩဃာတာဩဃာတာလို့ရွတ်တဲ့အချိန်မှာပဲစိတ်ကတခြားကြီးရောက်နေတာတွေအစားဖြစ်တာတဲ့ကိန်းတွေပါတယ်အဲအဲ့လိုမျိုးတွေဖြစ်ရင်တချို့လေးတွေမှာတောင်တွေးမြောက်တွေပေါ့နော်ငါးမြလူများတွေမှာစုံပြောကနေလောက်ထားတလားလို့ဘာလို့ညာလို့ရှောက်တွေးတာမျိုးတွေဖြစ်တတ်တယ်နော်ဘယ်သူမှအာရမလို့ပါဘူးဗျာနော်လောက်တယ်လည်းထိတဲ့ကိစ္စမှမဟုတ်တာဟုတ်အဲ့လိုတော့ဘာမှတွေးမပူပါနဲ့ဗျာနော်အဲဒီကိန်းကြောင့်ဒီတိုင်းဖြစ်တာပါပဲထားပါတော့အဲ့တော့အကျမ်းမကြီးမှာအဲ့လိုအညာခိုက်တွေရှိတော့တခြားသတိထားမယ် အစားအစာလေးနဲ့ပတ်သက်ပြီးစားတောက်တဲ့အခါမှာဒီကနေ့မှာဘုရခုနာနဲ့ပတ်သက်တဲ့အစားအစာလေးတွေမစားဘဲနေပို့ပြီးတော့ကောင်းမယ်လို့အကြံပေးချင်တယ်ဗျာနော်အဲနောက်တစ်ခုကျမ်းမာရေးညာလို့ဆေးရုံဆေးခန်းလေးပါလိပြမယ်ဆိုရင်တော့အဲတနင်္လာသာသမီဆေးရုံဝင်ပြပြီအထူးသဖြင့်အရှိရက်မှာရှိတဲ့ဆေးရုံဆေးခန်းလေးမှာပြရင်ပို့ကောင်းမယ်အဲတနင်္လာနံလို့ခေါ်မှာဗောနော်အဲဒီနေ့နံနဲ့စားတဲ့ဆေးရုံဆေးခန်းလေးမှာပြပြီးရင်ပို့ပြီးတော့အနားနဲ့ဆေးနဲ့တို့မယ်အများဆုံးအဲယောဂရှာဖွေတွေ့ရှိသွားမှာအနေထားလေးတွေအစားကြုံရပါလိမ့်မယ်ဗျာနော် ောက်တစ်ခုကကျွန်တော်အလုတ်ကန်နဲ့ပတ်သက်ပြီးဆက်ပြောခြင်းတယ်အလုတ်နဲ့ပတ်သက်လို့ရှိရင်တော့အင်္ဂါတာသမီတွေကောင်းတာတွေအများကြီးရှိတယ်အညာနေတွေကလည်းရောနေတယ်ဘလို့ကောင်းလဲမင်းနှမျိုးရှိတယ်အလုတ်မရှိသေးတဲ့သူတွေဆိုရင်ဒီကလာမှာအလုတ်အသေးရတဲ့ gain ရှိတယ်နော်ဒါအပြင်ပြည်ပသွားဖို့ကြိုးစားနေတဲ့သူတွေဆိုရင်ဒီကလာကနိုင်ငံသားလို့ကအကောင်းဆုံးသောကလာတွေမှာပါတဲ့အတွက်နိုင်ငံသားထွက်ရတဲ့ gain ရှိတယ်နိုင်ငံသားသွားရတဲ့ gain ရှိတယ်သွားရင်လည်းအဆင်ပြေတယ်ဗျာနော်အဲ့တော့ပြည်ပထွက်မယ်ဆိုတဲ့သူတွေဒီကလာမှာထွက်ပြေးအောင်ထွက်ပြေးကြပါအလုတ်ပုံမှန်ရှိနေတဲ့သူတွေအလုတ်တစ်ခွက်ထဲမှာရှိနေတဲ့သူတွေကြတော့ဘာသွားဖြစ်လဲမင်း လက်ရှိတော့တဲ့အလုပ်တွေကမလုပ်ချင်တော့ဘဲနဲ့ပြောင်းချင်ရွှေ့ချင်ထွက်ချင်တဲ့စိတ်တွေပေါ်လိမ့်မယ်။အလုပ်ထဲမှာလည်းအထက်လူကြီးကိုဖိအားပေးတာလေးတွေလှုပ်ဖို့ကင်မတ်လေးတွေနဲ့သဘောထားမတိုက်ဆိုင်တာလေးတွေဖြစ်မယ်။နော်။အဲ့တော့မွန်ချက်နေတဲ့လူမျိုးတွေဖြစ်ပြီးတော့အလုပ်လုပ်ချင်နေမှရှိတော့ဘူးပေါ့ဗျာ။အဲ့တော့လက်ရှိလောက်ကနေထွက်ပြီးတော့တခြားလူတခုပြောင်းချင်ရွှေ့ချင်တဲ့စိတ်တွေပေါ်တော့အဲထွက်ခိုင်ကောင်းလာလို့မေးပြန်ရှိတယ်ပေါ့နော်။အဲ့တော့ထွက်ချင်တယ်ဆိုလို့ရှိရင်တော့တခြားအလုပ်တခုဘိုင်းတွေရှိတယ်ဆိုတော့ထွက်ပေါ့။အလုပ်တခုဘိုင်းတွေမရှိဘဲနဲ့ထွက်လိုက်မယ်ဆိုရင်အဲဂျားထဲမှာအလုပ်တခုရှားတာနည်းနည်းလေးခတ်သွားတတ်တဲ့သဘောရှိတယ်။ရတာတော့ရမယ်။ တိုးတော့နည်းနည်းလေးခက်တာလေးနည်းနည်းကြံ့ကြံ့တာလေးတွေဖြစ်တော့စိတ်ရှည်နိုင်မယ်ဆိုတော့ထွက်ပေါ်လေအဲကျွန်တော်အဲ့လိုပဲအကြံပေးခြင်းနဲ့ဘာလို့ဒီကလာမှာ तू ਆ ပြည်တွင်းပြည်ပခီဝေခီနီနှစ်ခုတစ်လုံးသွားတဲ့ဂိမ်းတွေမှာပါတဲ့တို့ကခီသွားလုပ်ငန်းတွေလုပ်တဲ့သူတွေဆိုတော့တော်တော်လေးအကောင်းနေပြန်နော်အေဂျင်စီတွေပါတယ်ဆိုဒီကလာမှာအရန်ကောင်းတာပေါ့လူတွေပါတယ်ပို့ရတာတွေအရန်ကောင်းတဲ့ထဲမှာပါပါတယ်ပြန်နော်အငွေကြေးနဲ့ပတ်သက်လို့ရှင်တော့အင်္ဂါတာသမီတွေဒီကလာမှာငွေကြေးအစုလိုက်ပြောင်းလာရတဲ့ဂိမ်းတွေရှိတယ်ဗျာနော်အဲတချို့လူတွေဆိုရင်ထီပေါက်တယ်လို့ထီမပေါက်ဘူးဆိုကြရင်တော့မှသူကဘယ်လိုပြောမလဲအမွေရတယ်လို့အမွေမရရင်တော့မှဗျာ ိုယ့်ရဲ့ရောင်းကုန်ပစ္စည်းတစ်ခုခုကြီးကြီးမားမားရောင်းထွက်တာပေါ့ဥပမာကားတွေပါလေရောင်းလိုက်လို့ပတ်စံတွေအများကြီးရတာတို့ခြံတွေပါလေရောင်းလိုက်လို့ပတ်စံတွေအများကြီးရတာတို့အိမ်တွေပါလေရောင်းလိုက်လို့ပတ်စံအများကြီးရတာတို့အဲဒါမျိုးတွေတွေသွားဖြစ်တဲ့ game ပါလေအဲ့ဒါတွေကိုအကြောင်းပြုပြီးတော့ငွေကြေးအများစွာဝင်လာတတ်တယ်အဲ့တော့အဲ့လိုကွန်ပျူတာတွေရောင်းထွက်ခြင်းတဲ့သူတွေဆိုလဲဒီကလာမှာရောင်းထွက်ဖို့တော့အကောင်းဆုံးအခွင့်အရေးရတဲ့ရဲတပ်တော်ကလာတဲ့မှာသွားပါနေတယ်ဆိုတော့လေးသိသိချင်းနေပြောနော် ကိုပိုင်စီဝိုင်းလုံးကတခုလောက်ကနေတဲ့သူတွေဆိုရင်ဒီကလာမှာတနင်္လာနံနဲ့ပတ်သက်တဲ့ကွန်မြူစီတီရောင်းဝယ်ဖောက်ကအမရန်ကောင်းတာပေါ့ကားအရောင်းဝယ်လုပ်တာတွေအရန်ကောင်းတယ်ခြံအရောင်းဝယ်လုပ်တာတွေကောင်းတယ်ကြောက်အရောင်းဝယ်တွေပိုကောင်းတယ်နော်ငွေချင်းကိုလည်းလုပ်ငန်းတွေအားစကစားလို့ကောင်းတာပေါ့လုပ်လို့ကောင်းတာပေါ့နော်အဲ့ဒီလုပ်ငန်းတွေမှာယင်းနှမြုံတော်ပြီးထက်ပြီးလုပ်ပြအောင်လုပ်ပေးစေခြင်းနဲ့ပြီးတော့အင်္ဂါသားသမီးတွေဒီကလာမှာငွေချင်းကောင်စိတ်မပူရတော့လည်းပဲဘာလို့သွားစိတ်ပူလဲဆိုတော့လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာအနောက်ရှက်လေးတွေကြုံရတယ်လူမှုလို့ပြောလို့ရှိရင်နည်းနည်းလေးကြီးတယ်ဗျာနော်နည်းနည်းလေးအပိုင်းပိုင်းလေးတွေခွဲပြောမှရမယ်အဲ့ဒါဘာလဲဆိုတော့ ပထမဆုံးကမိသားစုရေးကပြဿနာလို့ခေါ်ပါဘောနော်မိဘနဲ့သားသမီးနဲ့စိတ်တော်တာမတိုက်ဆိုင်တာလေးတွေအဲဥပမာသားသမီးကြောင့်အဆင်ကျင်စိတ်တော်ကရောက်တာမျိုးတွေဆွေမျိုးညီကိုမောင်နှမတွေကိုအကြောင်းပြုပြီးတော့စိတ်တော်ကရောက်တာမျိုးတွေအဲ့ဒါမျိုးတွေဖြစ်တတ်တယ်အိမ်တော်ကြီးလို့ခေါင်းစဉ်တက်တယ်ဆိုတဲ့အခါမှာတော့မအိမ်တော်ကြီးမှာသူကနှမျိုးဖြစ်တာကိုရိုးတနာကကြတော့အိမ်တော်ကြီးမှာကိုဘကဖြစ်စေကိုချစ်သူအိမ်တော်ဘကဖြစ်စေပေါ့နော်တတိယတယောက်ပေါ်တတ်တယ်ပေါ်လာများအောင်များတာပေါ့သုံးဆန်းပြဿနာတွေဖြစ်ပြီးအဆင်မပြေဘူးဖြစ်တယ် တချို့ကကျတော့အဲ့လိုမျိုးဂျာလူအနောက်ဆက်ကအငယ်နောက်နေနဲ့ဝင်တာမျိုးမဟုတ်ဘဲနဲ့နတ်ဖတ်တော်ဆွေမျိုးညီကိုမွန်တော်တွေကတဖက်ဖက်ကဝင်တာပေါ့ကြောက်ခမတွေနဲ့မတည့်တာတို့အစင်မပြေတာတို့စသည်အားဖြင့်အဲဒါမျိုးတွေသွားကြောင်းတဲ့ကိန်းတွေရှိပြီးတော့အနောက်ဆက်တွေဖြစ်ရတဲ့အခမသိအိမ်မွားစင်နာတွေကွယ်လူလူပြလူလူကွယ်တာပြတာတွေအစားဖြစ်ရတဲ့အဲ့တော့မဖြစ်အောင်တော့အတက်တန်ဆုံးနေမယ်အဲ့လိုဖြစ်ခဲ့လို့ရှိရင်စီဝါလက်လာပါတွေပိတ်တဲ့ကိန်းတွေမှာပါတဲ့တို့အထူးသတိထားပါလို့ထက်တယ်လည်းအကြံပေးခြင်းနဲ့ ဒီကလာမှာချစ်သူမရှိတဲ့သူတွေလည်းချစ်သူရတတ်တဲ့ခင်ရှိတယ်။ရရင်လည်းလက်မခံပါနဲ့မကောင်းပါဘူးနော်။ဒီကလာမှာဆောင်ရတဲ့ချစ်သူတွေကကောင်းတဲ့ချစ်သူတွေမဟုတ်ဘူးဆိုတာလေးသိသိချင်းနဲ့အဲ့တော့ငွေကြေးစီးပွားကိုအဓိကထားပြီးရှာမယ်။အလုပ်ကိုကြိုးစားပြီးလုပ်ပေးဖို့အကြံပေးချင်တယ်။ပညာရေးနဲ့ပတ်သက်လို့ရှိရင်လည်းဆက်ပြောရမှာတော့အာနာနဲ့အာနာနာနဲ့ပဲပြောရမှာပဲ။ဒီဖက်မှာခုနကချမ်းမိုင်နဲ့ပတ်သက်ပြီးစိတ်နဲ့ပတ်သက်ပြီးတော့အဲဖြစ်တတ်တဲ့ရောဂါလေးတွေဖြစ်တတ်တဲ့ဆိုတော့ဒီကလာမှာစာရီပါရီချက်ရှင်လေးမရှိဘူးဗျ။ စာရီပါကြီးကြက်မဲ့ဆိုလို့ရှိရင်လည်းစာထဲမှာအပြည့်အဝအာယုံမဆောင်မဆိုင်နိုင်ပဲနဲ့အချင်းတို့လိုတွေပြင်းတာမျိုးတွေထုံထိုင်းတာတွေကအစားဖြစ်ရတဲ့ကိန်းတွေမှာပါတော့အဘာသာရေးတော့ PPC လေးလုပ်ပေးပါလို့အကြံပေးလို့တာပေါ့ဗျာနော်အဒီကနမှာပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်တနင်္လာသားသမီးတွေနဲ့အတူတူလုပ်မယ်တနင်္လာသားသမီးတွေအကျိုးပေးမယ်တောက်ကြသားသမီးတနင်္ဂနွေသားသမီးရောကိုယ်ကောင်းကောင်းကြီးစိတ်တော်ကပေးလိမ့်မှာဆိုတော့ပတ်သက်တဲ့သူဘသူပဲဖြစ်ဖြစ်အထူးအထူးသတိထားပြီးသူတို့ကိုအကြောင်းပြုပြီးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်မယ်ချစ်သူအိမ်တော်ဘက်ကအိမ်နေသားသမီးဆိုတော့ပြဿနာကြီးကြီးမားတက်เสียရှိတယ်ခရုတော်တော်လေးစိုက်ပေးရမယ်နော် အဲ့တော့အင်္ဂါသားသမီးတွေအောင်တော်ဘာလ20 21 23 24အဲ့ရက်တွေကတော့အမရန်ကံကောင်းတဲ့ရက်အပိုင်းခြားလိုက်မှဖြစ်တယ်။မိကောင်းစုကောင်းတွေရဲ့ကိုကြီးဆောက်ကြောင်းမသားမှုတွေရလိမ့်မယ်။ပညာအကြဉာဏ်နဲ့အမှန်တရားကိုလက်တွေ့ကျင့်သုံးနိုင်တာကြောင့်ကိုယ့်ရဲ့တကူဩဇာအာဏာတွေပို့ပြီးကြီးထောက်လာတဲ့အနေအထားလေးတွေဖြစ်လိမ့်မယ်။ပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးကြက်တဲနေတဲ့သူတွေအဲ့ခါလာမှလက်လက်ပါးတွေပွင့်ပြီးတော့အလိုလိုအလောက်ကိုင်းနေအဆင်ပြေလာမယ်။ငွေအစုလိုက်ပြောင်းရတာမျိုးတွေအားစာကျောင်းဝတ်တဲ့။ပြီးတော့အဲခီဝေခီနီနှစ်ခုတစ်လုံးသွားတဲ့ ဘာသာရေးနဲ့ဆက်နွယ်တဲ့ကိစ္စတွေမှာပါဝင်ဆောင်ရွက်ရတာမျိုးတွေအားစအကြောင်းတက်တဲ့ကိစ္စမှာပါတော့အမရန်ဝန်တာဖို့ကောင်းတယ်နော်အောင်တော်ဘာလာ16 29မဆက်နိုင်ရအဲ့ရတယ်မှာတော့အညာအခိုက်တွေရှိနေတယ်အဲကိုစုတ်ကနေအရာတစ်ခုကမသိလို့မားနေတယ်ဆိုတော့သိတဲ့သူတွေပြောရင်တော့လက်မခံဘဲနဲ့အသေးခံပြီးတော့ဖတ်ရလို့တဲ့စိတ်ခေါင်းမာလို့နဲ့အချင်းပီစာကြောင့်ပြဿနာအနောက်အချက်တွေကြုံရတဲ့ကိန်းရှိတယ်လူမှုရေးနဲ့ပတ်သက်ပြီးအချက်တွေအကျိုးနဲ့ဖြစ်တဲ့ကိန်းပါတဲ့အတွက်အထူးသတိထားပါ သွားလာလို့ရှာရင်ထီမီခမ်းပြီး accident ဖြစ်တာဆိုင်ကယ်တို့ကားတို့ဒါမျိုးတွေညာစာကြုံတတ်တဲ့ဂိမ်းတွေမှာပါတဲ့အတွက်အထူးသတိထားပေးဖို့အဲ့ရပိုင်းလေးတွေမပေါ့ဆက်ကအောင်နော်အဲ့တော့ဒီကလာမှာကန်ဒီယာရဲ့ထောက်ပံ့မှုပေါ့နော်အပြေဝါရကျင်တယ်ဆိုရင်အညိုရောင်ရှိုးရောင်အပြာရောင် အရင်နတ်ပြာရောင်အဲ့ဒီအယောင်တွေကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်ကြာပန်းကန်ဓမာပန်းပြီးလို့ရှိရင်ဒီကအဲကြာပန်းကန်ဓမာပန်းပြီးလို့ရှိရင်ရွှေပန်းငွေပန်းကြောက်သိမ်းပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်တော်ဖရားမှာ ဖျားမှန်ကတ်တာပဲဖြစ်ဖြစ်နေရင်အဲ့ခဏလေးမှာအလားပေါင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ဒီတစ်ပတ်ကလာမှာကြုံရတဲ့အညံ့တွေกินပြီးကောင်းတဲ့ကံတွေပိုကောင်းအောင်မလုပ်ရမလဲဆိုတော့အဲဘော်ဂူနန်ဖျားမှာပေါ့လေရက်ဖြူရှစ်လက်ကိုအဲရက်ဖြူပေါ်မှာကိုဖြစ်နေတဲ့စန္ဒလေးတွေချရေးပြီးတော့အဲအဲဘော်ဂူနန်ဖျားအဲဘော်ဂူတောက်ကဖျားမှာပေါ့လေလူပြအောင်လူတန်းပေးလိုက်ပါဗျာနော်ဒါဆိုတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုရေးကောင်းသွားပါလိမ့်မယ်ပြီးတော့မြတ်စွာဘုရားကိုလည်းရှုထမင်းလေး ကက်ဖီအောင်ကက်လူပေးလိုက်ပါကောင်းတဲ့ကံလေးတွေပိုကောင်းပြီးမကောင်းတဲ့အညံ့တွေကတော့အိမ်ကမှုချပြပြောက်သွားပါလိမ့်မယ်အစသာအရာရာအဆင်ပြေပါစေလို့ကျွန်တော်ဆုမ